။တရားဇဝနရေးတာထားတယ်။ဇဝနပုံမြင်စာအုပ်ထဲမှာကြီးစည်းကွယ်ဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လွန်ခဲ့သည့်ရဲအနေငယ်ကန်းကကျွန်တော်မှနေညမအားနိုင်လာအောင် အလောအလောများလျက်ရှိသည့်အတွေ့ကျွန်တော်ဤတိုင်းမင်းမောတိုင်းမင်းပဲမိတ်ဆွေကြီးဖြစ်သောအပါကလေးကို အတွေ့မခံအားအောင်ရှိခဲ့လေရာ။ မကြမီနှစ်ယောက်စလုံးအားလက်ကနေစဉ်နေအမျှတွေ့နိုင်တွင်ရခဲ့ကြပြန်ပေတော့၏ကျွန်တော်အပါပြောသောပုံကလေးများကိုမကြားရသည်မှာ အတန်ကြားခဲ့ပြီးဖြစ်သဖြင့်မိမိပြပြဖြစ်နေခဲ့တော်လဲအပါမာမူကားပုံပြောရန်မမေ့ပဲမပြောရသည်မှာကြာတိအတွေ့တာ၍ပင်ပြောခြင်းနေသည်ကို တွေ့ရလေ၏။ဥလေဥလေသတင်းစာထဲမှာပါတဲ့အထီကယုံဆိုတာဒါလဲဥလေအထီကယုံမဟုတ်ဘူးကွအထီကယုံလို့ခေါ်တယ်။အင်းအဲ့ဒီအထီကယုံဆိုတဲ့အဓိပ္ပာယ်ကဘာလဲ။ကျွန်တော်မှပါဠိစကားကိုတလုံးမျှနားလဲသူတရမဟုတ်သည့်အတွေ့အပါအိအမားကိုပြန်၍ပြန်လိုက်မိခြင်းကိုမှားတာပဲဟု အောင်းမေမိကအဲ့ဒီစကားဟာ ပါဠိစကားပဲပါဠိလိုတော့အထေကယုံခေါ်တယ်မြန်မာလိုတော့မင်းပြောသလိုအထေကယုံလို့ပဲခေါ်တယ်အတိတ်ပဲကတော့လူတယောက်ကို ထိအောင်ရရင်ရုံးကိုရောက်တတ်တယ်ဆိုတာပဲကွက်ပူ၍ဖြီးချလိုက်လေဤနှုတ်တိလိစံတွေတော့အထေကယုံဖြစ်ပေမဲ့ရုံးကိုမရောက်ပါလား နေစမ်းမအောင်တိလိဆန်တွေဘယ်တော့မှအထီးကရုံဖြစ်လို့လဲကွမင်းနဲ့ကွာကြံကြီးစီရန်ဘာအကြကြောင်ဖြစ်ရတာလဲတော့တိလိဆန်တွေထဲမှာလဲမော်လဝီယောဂီစာတန်းရေးပြန်လို့လားအဲ့ဒါတော့မသိဘူးဦးလေးရဲ့ဒါပေမဲ့ကြီးတန်းနဲ့ဈေးကွအထီးကရုံဖြစ်လို့တဲ့နို့အမျိုးသားသူနာပြုတ်တက်ကသွားပြီးမကယ်ဘူးတယ်လားအဲ့ဒါဖြစ်တာကြာပြီဦးလေးရဲ့အခုတည်းဖြစ်တော့မယ် 음တန်တော့ဘီရင်ခန်းကတလိမ့်ဆန်အရေးတကြီးလက်တလောကာကွယ်ရေးဥပဒေနဲ့မာရှယ်လောမထုတ်လို့ထင်တာပဲအဲ့ဒီအကြောင်းကျွန်တော်ပြောပြမယ်ဥလေးနားထောင်တော့နားမထောင်မဲ့အိမ်ငိုက်နေတော့ဥလေးပောင်လိမ့်ဆွဲပြီးသားပဲဟုတ်အတင်းချင်းချောက်၍ပုံပြောသဖြင့်ကျွန်တော်မှနားဆ၍နေလိုက်ရလေ၏ရှေးရှည်တော့က ဦးလေးကလည်းကောင်းကောင်းထိုင်ပြီးနားထောင်စမ်းမှာအဲ့ဒါနဲ့ကြီးကဲတကောင်ရှိရောအဲ့ဒီကြီးကဲဟာကောင်းကြီးပေါင်းစားမိတာနဲ့ဝမ်းချုံနေလို့ဝမ်းနှုတ်စီစားပါရောတဲ့ဒါလဲကွပြစ်စုစီလားတေးစီလားဘယ်နဲ့စားတယ်လဲအဲ့ဒါတော့ကျွန်တော်မမဲ့မိဘူးဆရာမကပြောတော့ကနခိုးဆိုလားမသိပါဘူးအဲ့ဒါနဲ့ကြီးကန်းကြီးက ခေခဏခဏပါနေတာပေါ့အဲ့ဒီခါမှာခေါင်းကြီးចောင်းသားကလေးတယောက်တစ်ပင်အောင်ရောက်လာတော့သူကောင်းပေါ်ခြေပါချမိပါရောပထမဦးဆုံးဆိုတော့ခေါင်းကြီးចောင်းသားကလေးကငါလက်ကောင်းနေဆိုပြီးဝမ်းတာလာခဲ့တာပေါ့လေနောက်တော့မှတဖြည်းဖြည်းခြေစော်နယ်လာတာနဲ့စိတ်စိတ်ဆိုးသွားပြီးခေါင်းကြီးចောင်းကိုမြ мян ပြန်ပြီးတော့လောက်လေးယူလာရောတဲ့ဦးလေးရဲ့ခေါင်းကြီးចောင်းသားကလေးကလည်း တစ်ပင်အောင်ရကြီးကန်းကလည်းဟေးပါမဲလို့စအိုဝါလေးလည်းပွလိုက်ပါရောခေါင်းကြီးကြောင်သားကလေးကမှက်ကြောဟဲ့ကြီးကန်းနောက်တစ်ခါဖင်ကောင်းကျဲအောင်ဆိုပြီးစအိုဝါကိုနောက်စလုံးနဲ့ချိန်ပြီးပြစ်လိုက်တယ်တစ်နေကြီးစို့နေတာပေါ့อืมကြီးကန်းတော့တော်တော်ကိုစွတ်တော့သွားမှာပဲစွတ်တော့ရောင်းနေဘဲကမလဲစအိုဝါနောက်စလုံးစို့နေတော့အသက်လည်းမရှူနိုင် ညလုံးကြီးလဲပြူရှေးပါလို့လဲမရဤပေါက်ချင်လို့လဲမရနဲ့တိတ်ခွာကြနေတာပေါ့ဟာဟာကျွန်တော်တိတ်သဘောကြတာပဲဒါမှကောင်းတယ်ကြီးခဲ့ဆိုရင်ကျွန်တော်တိတ်မုန်းတာပဲဟိုအရင်တခါတော့ကကျွန်တော်ကြောက်ပြန်ရင်စားဖို့အမေရချန်ထားတဲ့ဘရာကျော်ကိုခိုးစားတယ်ဦးလေးရဲ့နောက်ပြီးသူတို့လောင်းလေးနဲ့ပြစ်မဲ့ကြင်ပထမတော့မမြင်တယ်လို့လို့ခယူးမဆိုင်တယ်လို့လို့ခုံဆွခုံဆွနဲ့ လူအနာကက်လိုက်ဟိုရှောင်းလိုက်ဒီရှောင်းလိုက်လှုပ်နေပြီတကယ်ပြစ်တော့ပြန်ပြေးလိုက်တာစိတ်လူပွားဝတာပဲကဲပါစက်ပြောစမ်းမအောင်နားထောင်ကောင်းတော့စိတ်ပြက်လိုက်တာဟုတ်တယ်ဦးလေးရဲ့သူတို့မှန်ရင်လေကြီးကန်းနေဝိုင်းလာပြီးអော်ကြတာပဲအဲ့ဒါနဲ့ကြီးကန်းကြီးစိုးအိုဝလာစလုံးစို့နေတော့ထမင်းလည်းမစားနိုင်ဘာမှလည်းမလုပ်နိုင်မင်းမှိုင်းနေတာပေါ့ ူမိုင်းနေတာမြင်ရတော့သူ့တငယ်ချင်းကြီးကန်းတွေကဟေ့ကောင်နေဟန်လောက်မနေနဲ့ယောဂါဖြစ်ရင်စောစောစီစီ အင်ဂျက်ရှင်ထိုးပစ်လိုက်တော်တော်ကြာလဲဘင်းကအနာတွေပေါက်လာလိမ့်မယ်လို့ပြောကြတာပေါ့ဦးလေးရောဟိုယောဂါဖြစ်ဘူးလားဟေ့အပါအမလီ မလောက်ပါနဲ့မောင်ရင်ငါနာမည်မဖြတ်ဆန်းပါနဲ့မေးပုံပြောမှပြောပါငါကောင်းကောင်းနားထောင်ပါမယ်နောက်ပြီး ဤမပေါက်ရတော့ကြီးကန်းကြီးပိုက်ထင်းဤတွေပြည့်နေပြီးဘူပေါင်းမှောက်ထားသလိုဗိုက်ကြီးပူလာတာပေါ့အဲ့ဒါမြင်တော့သူ့တငယ်ချင်းတို့ကဘာမှမပြောဘူးလားပြောတာပေါ့ဦးလေးရဲ့ဟဲ့နင်ဘသူနဲ့တိတ်တိတ်ပေါ်ဗိုက်ကြီးတာလဲမှန်မှန်ပြောအဲ့ဒါနဲ့ပြိတရေတားစေးတွေကျွေးကြရောတယ်လားဘယ်စားမလဲဦးလေးရဲ့ဗိုက်ကြီးတာမှမဟုတ်ဖေးကြီးကန်းရလဲ စအိုးလေးလောက်စလုံးဝင်နေတယ်ဆိုတာပြောရမှာစစ်တော့ငြိမ်ခံနေတာပေါ့နောက်တော့မှမတက်နိုင်တော့ပဲဒေါက်တာစီသွားရပါရောဘယ်ဒေါက်တာလဲမဟုတ်ဘူးဒေါက်တာစီကွက်လေသူ့စီသွားတာပေါ့ဒေါက်တာစီကွက်စီရောက်တော့ကြီးကန်းကိုလုံကြီးအိမ်ကြီးတွေချွတ်ခိုင်းပြီးငကြက်နဲ့ကြည့်တော့မှလောက်စလုံးစို့နေတာသိရတာပေါ့ဆရာဝန်စီသွားရတာမကောင်းဘူးဦးလေးရဲ့ စိုးအိုတွေပါပြီးလှမ်းကြည့်တာကျက်စရာကြီးကျွန်တော်တို့အတော်တရားနေမကောင်းလို့ဆရာဝန်သွားပြလိုက်တာအဲ့ဒီဆရာဝန်မျက်နှာကိုနောက်ဘယ်တော့မှမကြည့်ရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ဒေါက်တာဇီးကွက်ကဘာဆေးပေးလိုက်တယ်လဲချက်ချင်းမပေးသေးဘူးဦးလေးရဲ့ဒေါက်တာဇီးကွက်ကဒီယောဂါကိုကုရင်အလွယ်ကလေးဆိုတာသိပေမယ်ပတ်စံမြင်းများရအောင် ကြီးကန်းကိုခမရယောဂါပြအောင်ကန်ထိုင်းနဲ့ကုပေးမယ် ကြရင်ဘလောက်ပေးမလဲမေးပြီးပြည်ကန်းက15ချက်ပေးပါမယ်ဆိုတော့မှခမည်းဆိုအိုဝါကိုရေးတဲ့သွားပြီးတနေ့လုံးစိန်နေပြီးပြောက်လိုက်မယ်လို့ပြောလိုက်တာပေါ့ပြည်ကန်းလည်းဝမ်းတာအာရနဲ့ရေးတဲ့သွားဆိုအိုကလေးလှမ်းပြီးရေးစိန်နေလိုက်တော့ဆိုအိုတဲကနောက်စလုံးဟာအရေးပြောကြပြီးဆိုအိုပေါလဲပွင့်ရောအီးတွေဘူးကနေပောက်လိုက်တာ ဒေါက်တာဇီးကွက်အင်္ဂါတောင်ကြားရတာပဲအဲ့ဒါနဲ့ဒေါက်တာဇီးကွက်ကလည်းဤတန်တော့ဖြင့်ကြားရပြီကြီးကန်းတော့ပျောက်ပြီညနေကျရင်တော့ငွေလာပေးတော့မှာပဲလို့စောင့်နေတာပေါ့လေဒါပေမဲ့ကြီးကန်းကအလွယ်ကလေးနဲ့ယောဂပျောက်သွားတော့တငါးချက်ပေးရမှာတိတ်နှမျောနေပြီဒေါက်တာဇီးကွက်စီမတော်တော့ဘူးတဲ့ဒေါက်တာဇီးကွက်ကညကျတော့ကြီးကန်းငါ့ကိုပတ်တီးရိုက်သွားပြီ။ ငါပတ်စံမရရင်သူ့ကိုတက်မယ်ဆိုပြီးကြီးကန်းအိမ်သွားပြီးပတ်စံတောင်းပါရောဟေးဥလေးရလဲကောင်းကောင်းနားထောင်မယ်ဆိုပြီးအိမ်နေပြန်ပါပြီပြောပါ ပြောပါငါနားထောင်နေပါတယ်အဲ့ဒါနဲ့ပတ်စံမရလို့ကြီးကန်းနဲ့ဈေးကွက်ရမ်းဖြစ်ကြတာပေါ့တခါလေဈေးကွက်တွေဝိုင်းလာပြီးကြီးကန်းအတိုက်ကိုဖျက်ကြီးကန်းကိုလည်း ဥနောက်ဖောက်စားပစ်ကြပါယောနောက်တနေ့မနေ့သတင်းစာထဲမှာကြီးကန်းကိုဈေးကွက်တက်တယ်လို့ဖတ်ရတော့ကြီးကန်းတွေလည်းမခံခြင်းမင်းအမျိုးထိမချိအောင်နားတယ်ဟိအမျိုးသားအတွေ့အသက်ဆုံးကြလော့အချင်းတို့အော်ကြလော့စိတ်ကြလော့ဆိုပြီးဈေးကွက်တွေကိုလိုက်တက်ပါယောအဲ့ဒါနဲ့တခါတည်းကြီးကန်းနဲ့ဈေးကွက်အထီကရုံဖြစ်လိုက်ကြတာ အဲ့ဒါပထမဥဆုံးအထီးကယုံပဲတဲ့နောက်တော့မာဆယ်လောထုတ်ပြီးစစ်ပလိတ်ခေါ်ရရော်လဲလားမာဆယ်လောမထုတ်ဘူးထင်နေဦးလေးရဲ့မာဆယ်လောထုတ်ရင် အေးသွားမှာအခုတော့ကြီးကဲနဲ့ဈေးခွက်ခဏခဏအထီးကယုံဖြစ်နေတာပေါ့နောက်ဘာဖြစ်သေးတယ်လဲနောက်တော့ဘာဖြစ်တယ်လဲမသိဘူးဦးလေးရဲ့အဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ကြီးဈေးခွက်ဆိုတဲ့ပုံမြင်ဟာ y son tu avivé, ¿qué parece?